မေရိကန်ကဖွဲ့စည်းခဲ့တဲ့ဒီအထူးတပ်ဖွဲ့မှာတရားရေးဌာန Secret Service နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ FBI တို့က agent တွေရှင်းနေတွေပါဝင်มาဖြစ်ပြီးသူတို့အဓိကပြစ်မှတ်တွေကတော့မြန်မာ၊ကမ္ဘောဒီးယားနဲ့နောက်နိုင်ငံတွေကကြားဖြန့်စခန်းတွေပဲဖြစ်ပါတယ်။သူတို့ဟာတန်ခတ်အေးအေးမှုတွေပိုင်ဆိုင်မှုတင်းစည်းတာတွေနဲ့ရာဇေကြောင်းရတရားဆွတ်ဆူတာတွေကိုအသုံးပြုပြီးဒီရာဇေကုန်ရက်တွေကိုဖြိုခွင်းသွားมาဖြစ်တယ်လို့အမေရိကန်ဗန်နာယီဝန်ကြီးဌာနကကြေညာခဲ့ပါတယ်။ ဒါပြင်မြန်မာစစ်ကောင်မရှင်ရဲ့နှိစက်တဲ့လက်နက်ကင်အဖွဲ့တွေတဲကတခုဖြစ်တဲ့ DKBA နဲ့သူတို့ရဲ့ခေါင်းဆောင်၃ကိုလည်းတန်းခတ်အရေးယူခဲ့ပါတယ်။အမေရိကန်ဗန်နာယီဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ DKBA ဟာသူတို့ထိန်းချုပ်ရနေပြီဖြစ်တဲ့မြရီအနီးကတိုင်းချန်လို့ခေါ်တဲ့ကြားဖြန့်စခန်းကိုလုံခြုံရေးယူပေးထားပြီးအဲ့ဒီနေရာမှာအဓမ္မခိုင်းစီခံနေရတဲ့လူကုန်ကူးခံနေရသူတွေကိုပါနှိပ်စက်ညှဉ်းပန်းနေတယ်လို့ဆိုပါတယ်။ဒီတန်းခတ်အရေးယူမှုမှာ DKBA တခုတည်းတော့မဟုတ်ပါဘူး။သူတို့နဲ့ပူးပေါင်းနေတဲ့ထိုင်းနိုင်ငံသား ချောင်မူဆွမ်းနဲ့သူပိုင်ဆိုင်တဲ့ TransAsia International Holding Group ကုမ္ပဏီကိုလည်းပိတ်ဆို့အရေးယူခဲ့ပါတယ် TransAsia ဟာတရုတ်ရာစုခိုင်းတွေအတွက်ထိုင်းနိုင်ငံမှာအမေရိကန်ဖွင့်လှစ်ထားတဲ့ကုမ္ပဏီဖြစ်ပြီးနာမည်ဆိုးနဲ့ကြော်ကြတဲ့ KK Bank အပါအဝင်တခြားကြားဖြန့်စခန်းတွေတည်ဆောက်ရေးမှာ DKBA နဲ့ပူးပေါင်းဆောင်ရွက်တယ်လို့အမေရိကန်ကဆွဆွဲထားပါတယ်အမေရိကန်အရာရှိတွေရဲ့အဆိုအရဒီကြားဖြန့်လုပ်ငန်းတွေကနေရတဲ့ငွေတွေဟာ DKBA လိုလက်နက်ကိုင်အဖွဲ့တွေရဲ့ရည်တည်ရေးအတွက်အဓိကငွေကြေးအရင်းမြစ်ဖြစ်နေပြီး အဲ့ဒီငွေတွေနဲ့ပဲသူတို့ဟာငွေစေဝါလူလက်နက်နဲ့တော်ရိုင်းတိရစ္ဆာန်မှောက်ခိုလုပ်ငန်းတွေကိုဆက်လက်လုပ်ကိုင်နေလို့မြမပြည်တွင်းစစ်ကိုပါမိလောင်ရလီပင်းလို့ဖြစ်စီတယ်လို့ဆိုပါတယ်ပြီးခဲ့တဲ့နှစ်တွေကလည်းအမေရိကန်ဟာရွှေကုန်ကုန်ပြည်သက်စီမံကိန်းရဲ့နောက်ွယ်ကကင်းနေချားဆောင်တက် BGF နဲ့ဆက်ဆက်ကုမ္ပဏီတွေကိုတန်ခတ်ပိတ်ဆို့မှုတွေလုပ်ခဲ့ပါတယ်ပြီးခဲ့တဲ့စက်တင်ဘာလကလည်းကင်းမျိုးသားတက်မတော် KNY ကိုအလားတူတန်ခတ်အေးအေးယူခဲ့ပါသေးတယ် မြန်မာနိုင်ငံရဲ့ကရာဇကွန်ရက်တွေဟာအမေရိကန်ပြည်သူတွေစီကဘီလီယံပေါင်းများစွာကိုလိမ့်လည်ခိုးယူနေတယ်လို့ဆိုပါတယ်။အဲဒီကွန်ရက်တွေကပဲလူကုန်ကူမှုတွေလုပ်နေတယ်လို့မြန်မာနိုင်ငံရဲ့ပြည်တွင်းစစ်ကိုပါမိလောင်ရလေးပင်လို့ဖြစ်စေတယ်လို့အန်အာယူဝန်ကြီးဌာနရရှိသူဖြစ်သူဂျွန်ဟာလီကပြောကြားခဲ့ပါတယ်။ဒါပေမဲ့သူတို့ရဲ့ဖြိုခွင်းမှုပုံစံကတရုတ်နဲ့လုံးဝကွဲပြားပြီးမတူညီတဲ့နိလန့်တွေကိုပို့ပြီးကြေကြေပြန့်ပြန့်လှောက်ဆောင်လာမှာဖြစ်ပါတယ်။တရုတ်ကကြားဖြတ်လုပ်ငန်းတွေကိုဖြည့်ရှင်းတဲ့အခါမှာတော့ပြုတ်အနေနဲ့ နောက်ကင်ဒေတာဟာသူတို့ရဲ့တိုက်ရိုက်နယ်နိမိတ်ချင်းထိဆက်နေတဲ့အဖြစ်ပါတယ်။ဒါကြောင့်သူတို့အတွက်သတင်းအချက်အလက်ရဖို့လက်နက်ကင်ဖွဲ့တွေကိုဖိအားပေးဖို့လိုအပ်ရင်မြေပြင်တပ်တွေကိုဝင်ရောက်ဖို့အထိအလွန်လွယ်ကူခဲ့ပါတယ်။ဒါ့အပြင်အဲ့ဒီဒေတာကလက်နက်ကင်ဖွဲ့တွေကိုလည်းတရုတ်အနေနဲ့ဩဇာလွှမ်းမိုးမှုရှိပါတယ်။အမေရိကန်အတွက်ကတော့မြန်မာနိုင်ငံဟာကမ္ဘာတစ်ချမ်းမှာရှိနေပြီးဒိုင်းရိုက်ဝင်ရောက်ဖို့ပထဝီရအလွန်ခက်ခဲပါတယ်။အမေရိကန်ရဲ့ Strike Force ဟာတရုတ်တို့မြေပြင်စစ်ဆင်ရေးစာ သူတို့ရဲ့အဓိကအားသချက်ဖြစ်တဲ့ဘန်နာရေးနဲ့ဥပဒေရေးရာကွန်ရက်ကိုအသုံးချပြီးဖြိုခွင်းသွားနိုင်ပါတယ်။ချားပြန့်လုပ်ငန်းတွေမှာပါဝင်ပတ်သက်နေတဲ့လက်နက်ကိုင်အဖွဲ့တွေကောင်းဆောင်တွေသူတို့နဲ့ဆက်ဆက်နေတဲ့ကုမ္ပဏီတွေနဲ့ဘဏ်အကောင့်တွေအားလုံးကိုပိတ်မထားမှာပါ။စံစီလိုမျိုးအဓိကကောင်းဆောင်တွေကိုအမေရိကန်တရားရုံးတွေမှာလူကုန်ကူးမှုမကြီးခွာချမှုလေလံမှုတွေနဲ့တရားစွပ်ဆိုပြီးနိုင်ငံတကာရာဇဝတ်ရဲတပ်ဖွဲ့အင်တာပိုကနေတဆင့်ဖမ်းရမ်းထုတ်ဖမ်းဆီးခိုင်းမှာဖြစ်ပါတယ်။လေလံမှုကနေရလာတဲ့ငွေတွေနဲ့ဝယ်ယူထားတဲ့ပိုင်ဆိုင်မှုတွေ ။ဥပမာအဖြစ်အင်ချမ်ပြည်ဘစ်ကွိုင်းဖန်ကောက်ဒါရီကိုကဘာတုံးကပေးနေရမှာပဲရှိရှိနိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနဲ့လိုက်လံသိမ်းဆည်းသွားမှာဖြစ်ပါတယ်။ American ရဲ့ Strike Force ကမြန်မာနိုင်ငံတွေကိုတိုက်ရိုက်ဝင်ရောက်လို့မရပေမဲ့ဒီကြားဖြတ်လုပ်ငန်းတွေရဲ့အဓိကထောက်ပံ့ရေးခွင့်ဆက်ပြီးတော့ငွေကြေးခဝါချမှုလမ်းကြောင်းနဲ့ဒုသစ်စုဆောင်ရေးကွန်ရက်တွေဟာထိုင်းနိုင်ငံကိုဖျက်ဆီးနေတာကြောင့်ထိုင်းနိုင်ငံရဲ့ထောက်လန်းရေးနဲ့ဥပဒေစိုးမိုးရေးဆိုင်ရာကူပေါင်းစစ်ဆင်ရေးတွေလှုပ်ဆောင်လာနိုင်ပါတယ်။ မေရိကန်ရဲ့ FBI Secret Service တို့လိုအဖွဲ့အစည်းတွေမှာငွေကြေးခေါ်ခြားမှုနဲ့စိုက်ဘာရာဇဝတ်မှုတွေကိုခြေရာခံနိုင်တဲ့အသိဉာဏ်ဤပညာတွေရှိပါတယ်။သူတို့ဟာရာဇဝတ်ကောင်တွေရဲ့ဘဏ်ကောင် cryptocurrency wallet တွေနဲ့စက်သွေးကြီးကုန်ရက်တွေကိုခြေရာခံပြီးရလာတဲ့အချက်အလက်တွေကိုထိုင်းရဲတပ်ဖွဲ့ကိုမျှဝေသွားမှာဖြစ်ပါတယ်။ထိုင်းနိုင်ငံမှာမှတ်ပုံတင်ထားတဲ့အမေရိကန်ကုမ္ပဏီတွေရဲ့နောက်ွယ်ကငွေကြေးလွှဲပြောင်းမှုတွေကိုဖော်ထုတ်ပေးတာမျိုးပြီးတော့အမေရိကန်ကသူတို့ရဲ့ဘဏ်ဓာရေးပိတ်ဆို့မှုတွေနဲ့ဖိအားပေးပြီးထိုင်းနိုင်ငံဘက်က ငွေကြေးခွာခြားမှုတိုက်ဖျက်ရေးအဖွဲ့ Anti-Money Laundering Office လို့အဖွဲ့အစည်းတွေကနေတဆင့်တန်နီယာဖြစ်ဖွယ်ဘဏ်ကောင်တွေကိုထိုင်းနိုင်ငံထဲမှာနေတိုက်ရိုက်ပိတ်သိမ်းအရေးယူခိုင်းတာမျိုးတွေလှုပ်ဆောင်နိုင်ပါတယ်။ဒါ့အပြင်ကြားပြန့်စကန်တွေအတွက်လိုအပ်တဲ့ MIAP generator တွေကွန်ပျူတာပစ္စည်းတွေစက်တွေကိရိယာတွေဟာထိုင်းနိုင်ငံကနေတဆင့်တရားမဝင်ဝင်ရောက်နေတာတွေကိုထိုင်းနယ်ခြားဆောင်တပ်ဖွဲ့တွေပူးပေါင်းပြီးပုံမှန်တင်းကျပ်စစ်ဆေးတာမျိုးတွေလှုပ်ဆောင်နိုင်ပါတယ်။ဒါကြောင့်လာမယ့်ကာလတွေမှာထိုင်းနိုင်ငံထဲမှာကြားပြန့်နဲ့ဆက်ဆက်တဲ့ငွေကြေးခွာခြားမှုတွေ အမေရိကန်ကုမ္ပဏီတွေနဲ့တရားဝင်ကုန်သွယ်မှုတွေကိုအကြီးအကျယ်ဝင်ရောက်ဖမ်းဆီးတာတွေပိုပြီးတွေ့မြင်လာရနိုင်ပါတယ်။